Infinity ရဲ့ Note series တွေဆိုတာကမြန်မာနိုင်ငံကို official ဝင်တဲ့ series တွေမှာ price to performance ရပဲကြည်ကြည်အခြားသောအပိုင်းတွေရပဲကြည်ကြည်ပေးရစီနဲ့တော်တော်လေးတန်နေဆိုရဲ phone series တွေမှာပါတယ်ဒီတစ်ခေါက်မှာလည်း Infinity က Note 50နဲ့ Note 50 Pro ဆိုရဲ model တစ်ခုကိုမြန်မာနိုင်ငံကို official တွင်းလိုက်ပြီး အဲ့တော့ဒီ Note 50နဲ့ Note 50 Pro ကပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ Note 40 series ထက်စာရင်ဘာတွေ upgrade ဖြစ်လာတယ်ဘာတွေပိုကောင်းလာတယ်အဲသူ့မှာဘယ်လိုမျိုးအားတကြလေးရှိလဲဆိုတာကို review ထဲမှာကျွန်တော်ပြောပြပေးမယ်ကျွန်တော်လည်းတူတူအဆုံးထိကြည့်လိုက်အောင် ရင်ဆုံးဘာမှပြောခင်မှာဒီဖုန်းနှလုံးရဲ့ဈေးကိုစပြောရမယ်ဆိုရင် Note 50က34,900နဲ့ Note 50 Pro မှာက93,900ရှိတယ်။အဲဈေးနှုန်းကတော့တသိန်းခွဲလောက်ကတော့နည်းနည်း gap ဖြစ်နေတယ်ပေါ့နော်။အဲ့တော့ Note 50 Pro ကဘာတွေအားသာတဲ့အချက်ရှိလဲ။ Note 50ကရောကောင်းလားဆိုတာကိုဒီမှာစပြီးပြောအောင် ဖုန်းအကြောင်းတွေကိုစပြီးမပြောခင်မှာဒီလိုမျိုး infinite ဖုန်းတွေကိုဝယ်မယ်ဆိုရင်စိတ်ချမ်းသာတဲ့အချက်ကဘူးထဲမှာအစုံပါတယ်ပေါ့နော်အဘူးထဲမှာကျွန်တော်အာသွင်းကောင်းနေအာသွင်းကျိုးတွေနောက်ပြီးတော့ဖုန်းကာပါတွေပါပေါ့နော်ဖုန်းကာပါဆိုရင်လည်းအခြားသောဖုန်းတွေလိုမျိုး silicon ကာဗွန်အကြည်လေးမဟုတ်ဘူးပေါ့နော်အဲဒီ note 50 series မှာဆိုရင်အဲဒီလိုမျိုး hard case လေးတွေပါတယ် hard case မှာလည်းဒီလို pattern လေးနဲ့ဆိုတော့ grade နည်းနည်းကောင်းတဲ့အပြင်မှာဖုန်းကာပါကိုတက်လိုက်မယ်ဆိုရင်လည်းဖုန်းကအရင်ထူသွားတာမရှိတဲ့အတွက်ကြောင့် လကားရရတဲ့မှာဆိုရင်တော်တော်လေးမှ quality ကောင်းတဲ့ case တွေမှာပါတယ်ပေါ့နော်နောက်ထပ်ချက်ကတော့ဒီ Note series က wallet charger ကို support ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီဘူးထဲမှာလည်းတခါတည်း wallet charger ကိုထည့်ပေးထားတယ်ဒီချက်တွေကတော့ဝယ်သူတွေအနေနဲ့ကြည့်မယ်ဆိုရင်ကိုက phone တစ်လုံးစပြီးတော့ဝယ်ပြီးဆိုတာနဲ့ဘာမှအပိုစာသားတွေထပ်ပြီးတော့ပေးစရာမလိုဘူး one store စပေးရတယ်ဒါကတော့ user ဘက်ကကြည့်မယ်ဆိုတော်တော်လေးအဆင်ပြေလို့ကျွန်တော်ကလည်းတော်တော်လေးအားပေးတယ်ဖုန်းကြောင့်စပြီးပြောရမယ်ဆိုရင်ဒီ Note 50 series ရဲ့ design ဘက်နဲ့ base quality ဘက်ကိုစပြီးပြောမယ် အဲ Note 50ဒီနဲ့ Note 50 V Pro ကအရင်နှစ်ကထွက်ခဲ့တဲ့ Note 40 series နဲ့ဆိုင်ရင်တော်တော်လေးမှ update ဖြစ်လာတယ်ပြောရမယ်။ design ဘိုင်းကိုစပြီးပြောရမယ်ဆိုရင် design ဘိုင်းကပို့ပြီးတော့ premium ဆန်လာတယ်လို့ပို့ပြီးတော့တည်တည်ငြိမ်ငြိမ်လေးပို့ဖြစ်လာတယ်ပေါ့နော်။ set တွေပို့ပြီးတော့ဖြစ်လာတယ်ပြောရမယ်။ဥမာကျွန်တော်ဒီကောင်လေးကိုကင်ထားလိုက်တယ်ပေါ့နော်။တော်တော်လေးမှတည်ငြိမ်ပြီးတော့လူကြီးတွေပါကြီးကင်လို့ရတယ်ဆိုတော့အနေထားလောက်ကိုတွားပြီးတော့ premium sun နဲ့ဘက်ကိုလည်းတွားတယ်အဲကင်မရာဘက် design တွေကလည်းအခြား performance နဲ့မှမတူဘူး တော်တော်လေးမှလှတယ်မှာပါတယ်နောက်ပြီးတော့ဘေးဘက်ဘောင်နေအဲနောက်ဘက်ကြောဘက်ချမ်းနေကိုလည်း match finish နဲ့တုံးထားပြီးတာဆိုတော့ဘေးဘောင်နေကလက်ရာလေးပါတိတ်မထင်ဘူးအဲဒီဘက်နောက်ဘက်မှာတော့ဒီကြောဘက်ကတော့နည်းနည်းလေးလက်ရာလေးထင်တယ်ပေါ့နော်အဲဒါကလည်း studio light မှာထုံးထားတာကြောင့်ဖြစ်နိုင်တယ်ကျွန်တော်အပြင်ဘက်မှာဆိုရင်အရင်ကြီးတိတာတာလို့မရှိဘူးအဲဒီဇိုင်းဘက်မှာကျွန်တော်နောက်ထပ်တစ်ချက်တော်တော်လေးကြိုက်တဲ့ချက်ကသူ့ရဲ့ power button မှာဒီလိုမျိုးအဝါရောင် accent လေးထည့်ပေးလိုက်တာက တို့အနေနဲ့ဒီဇိုင်းပိုင်းမှာဒီဖုန်းမှာတော်တော်လေးအားဆိုင်လာတာကိုတော့သိတာတယ်အဲဘေးကွာလိုက်ဒီဘက်ကိုပြောရမယ်ဆိုရင်တော့ဒီ Note 50နဲ့ Note 50 Pro နှလုံးလုံးမှာကဘေးဘက်ဘောင်တွေကိုကျွန်တော်တို့မတ်တဲဘောင်တွေကိုသုံးထားပေးတယ်အဲ၁၀သိန်းအောက်ဒေတာဝင်ကျင်မှာဘေးကွာလိုက်ဒီအနေနဲ့ဘေးဘက်ဘောင်တွေကိုဒီလိုမျိုးမတ်တဲသုံးထားပေးတာက ဒီဖုန်းတွေပါပဲရှိသေးတယ်။အဲဘေးကွာလီတီပိုင်းကကြည့်မယ်ဆိုရင်တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်။နောက်ပြီးတော့ကြောပချမ်းမှာတုံးထားပေးတဲ့ material သူတို့ကတည်တည်ချာချာမပြောထားဘူးဆိုပေမဲ့အာဒီဖုန်းတွေမှာကဝါလက်ချာတင်ရတာဖြစ်တဲ့ကြောင့် glass ဖြစ်ဖို့တော့တော်တော်လေးများတယ်ပေါ့နော်။အဲ့တော့ဒီ Note 50နဲ့ Note 50 Pro ကအရင်နှစ်ကထွက်ခဲ့တဲ့ Note 40 series ထက်စာရင် ဘေးကွက်လက်ဒီဘိုင်းမှာတော်တော်လေးကောင်းလာတဲ့အပြင်မှာ7တင်းအောင်ဝင်ချင်ပါလေဒီဖုန်းတွေကိုဘေးကွက်လက်ဒီရှင်တိုင်းနဲ့ဖုန်းဆိုတာကတိတ်မရှိသေးဘူး။နောက်ပြီးတော့ cloud တွေနှိမ့်တဲ့နေရာမှာလေ click ကြီးဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့ cloud တွေကချောင်ပြီးတော့ပုတ်ကြမယ်ဆိုတဲ့အနေအထားမှာလည်းမရှိဘူး။ဘေးကွက်လက်ဒီဘိုင်းကကြည့်မယ်ဆိုရင်တော်တော်လေးမှအားရဖို့ကောင်းတယ်။လက်ထဲမှာကန်ရတဲ့အရာသာကတော့ဒီဖုန်းကိုစကန်ကြည့်တော့ကျွန်တော်က Samsung ရဲ့ S25 Ultra ဖုန်းကိုကန်ထားတဲ့ခံစားချက်ကိုလို့ရတယ်။နည်းနည်းစင်တင်တင်လေးရတယ်ပေါ့နော်။လက်ထဲမှာက အာဘောက်စီဖြစ်ဖြစ်နဲ့လုံးလုံးလေးဆိုရခံစားချက်ကိုရတယ်တော်တော်လေးမှကိုင်လို့ကောင်းတဲ့ hand feeling ကိုဒီဖုန်းတွေကပေးနိုင်တယ် display ဘက်မှာတော့ဒီဖုန်းနှလုံးလုံးကအတူတူပဲသူတို့ရှိမှသုံးပေးထားတာက7.7 inch AMOLED 144 hertz ကိုမှ1 bit color ကိုလည်း support ပေးတယ်အာ bright brightness ကလည်း1300 nit ဆိုတော့ကျွန်တော်တို့နေရောင်ထဲမှာဖုန်းတွေမှာသုံးမယ်ဆိုရင်လည်းလုံးလုံးလောက်လောက်လင်းနေထဲမှာပါတယ်နောက်ပြီးတော့ flat display ကိုတုံ့ထားပေးတာ အဒီချက်ကတော့ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ Note 40 series နဲ့ရှင်ပွာဝိုက်ပေါ့နော်အ Note 40 series မှာကကြောင့်ကျွန်တော် cut display ကိုတုံးထားတာဆိုတော့ဒီနေရာမှာသူတို့အနေနဲ့ flat display ကိုတုံးလိုက်တာတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ကျွန်တော်ကပုံမှန် flat display ဖုန်းတွေကိုပို့ပြီးတော့သဘောကျရလူမလို့လေဖြစ်ကောင်းဖြစ်နိုင်တယ်အဲနောက်ထပ်ဒီ display ဘက်မှာအားရတဲ့အချက်ကတော့သူ့ရဲ့ဘေးပေါင်တွေပေါ့နော် သူ့ရဲ့ဘေးပေါင်တွေအပေါ်အောက်ပေါင်တွေကတော်တော်လေးမှပါပြီးတော့ symmetric ကျတယ်တဲ့မှာပါတယ်။နောက်ပြီးတော့ screen to body ratio ကလည်း90%တိဆိုတော့ full view experience ရပြီးတော့ဒီ display မှာရုပ်ရှင်တွေပါကြည်တာအ YouTube တွေပါကြည်တာ Facebook တွေပါသုံးတာဆိုရင်တော်တော်လေးမှသုံးလို့ကောင်းတဲ့ display အမျိုးအစားတွေမှာပါတယ်။အဲ့တော့ကိုက10သိန်းအောက်ဝင်းကျင်မှာ multimedia consumption လုပ်ဖို့ display ကောင်းကောင်းပါတဲ့ဖုန်းလိုချင်တဲ့လူတွေအတွက်ကတော့ဒီဖုန်းရဲ့ display ကတော်တော်လေးကျင်တတ်ဖို့ကောင်းနေတယ်မှာပါတယ်။ အစပီကာဘိုင်းမှာဆိုရင်တော့ဒီ Note 50နဲ့ Note 50 Pro မှာအတူတူပဲတို့ရှိ Master Two Speaker ကိုသုံးထားပေးတယ်။အဲဒါပြင်စောင်းပိုင်း JBL ကိုလည်း support ပေးတာပေါ့နော်။အတန်ထွက် quality ကတော့ကျွန်တော်နားထောင်ကြည့်ရတဲ့လောက်ကတော့အတန်ကိုတဆုံးထိချဲ့မယ်ဆိုရင်တော့မှတိတ်ပြီးတော့ clarity ကျသွားတာမရှိဘူး။အဲဒါပေမဲ့တခုရှိတာက base stand လေးနည်းနည်းနဲတယ်ပေါ့နော်။အဲဒါကလည်းပုံမှန်ကိုကတခြင်းကိုအရင်နားထောင်ပါလားသိတာလား။ပုံမှန်ကိုကတခြင်းနည်းနည်းပါးပါးနားထောင်လာတော့တိတ်ပြီးတော့မသိတာဘူး။ ဲ့တော့ဒီဖုန်းမှာတုံးထားပေးရတဲ့ display အဒီဖုန်းမှာတုံးထားပေးရတဲ့ speaker ရဲ့အသွေးအဆက်ကကိုက multimedia conversation ရုပ်ရှင်ကြည့်ဖို့ YouTube ကြည့်ဖို့အတွက်ဖုန်းကောင်းကောင်းတစ်လုံးရှာနေတဲ့လူတွေအတွက်ကတော့စိတ်ကျဉ်တတ်ဖို့ကောင်းတဲ့အသွေးဆက်ဆိုတော့ကျွန်တော်တိတိကျကျလေးပြောနိုင်တယ်။အဆိုစီဘက်ကိုပြောရမယ်ဆိုရင်တော့ဒီ Note 50နဲ့ Note 50 Pro မှာကအတူတူပဲအဒီဈေးနှုန်းဝင်ကျင်မှာတုံးနေကြကျွန်တော်တို့မြင်မှုနေကြ မီဒီယာတက်ရဲ့ Helio G100 Ultimate ကိုတုံးထားပေးတယ်။ DSOC ရဲ့ performance ကိုစပြီးပြောရမယ်ဆိုရင် daily usage ဖုန်းသုံးတာအပြင်မှာ Mobile Legion တို့ပတ်ကြည်လိုမျိုးဂိမ်းမျိုးကိုပေါ့ပေါ့ပေါ့ပါဆော့ရည်တူတက်ကတော့လုံလောက်တယ်ဆိုတဲ့ performance ကိုထုတ်ပေးနိုင်တယ်။အဲတခုရှိတာကကျွန်တော်ဒီဖုန်းနေမှာဂိမ်းဆော့ကြည့်ရတော့နည်းနည်းလေးက heat တက်လာတယ်ပေါ့နော်လက်ထဲမှာနွေ့နွေ့လေးဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်။ ဒါထဲမှာမကင်နိုင်လောက်အောင်အနေထားမျိုးတော့မရှိဘူး။ဒါမဲ့ဒီဖုန်းကို gaming ကိုအဓိကဦးစားပေးသုံးမယ်ဆိုရင်လူတွေအတွက်ကတော့တိတ်ပြီးတော့ recommend မပေးချင်ဘူး။ကို့အနေနဲ့ဈေးနည်းနည်းလောက်ထပ်ဆိုင်လိုက်ပြီးတော့ Redmi series တွေကတွားပြီးတော့ရွေးချယ်လိုက်တာကပိုပြီးတော့အဆင်ပြေလိမ့်မယ်။အဲဒီ SOC performance တွေကတော့ကိုက daily usage ဖုန်းသုံးတာအပြင်မှာ gaming ကိုပေါ့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 ဆော့မယ်ဆိုရင်လူတွေအတွက်ကတော့ကောင်းကောင်းမွန်မွန်လုံလောက်တဲ့ဆိုရဲအနေထားမှာရှိတယ်။ ွေးချက်မယ်ဆိုရင်ရွေးချက်လို့ရတယ်အပေါ်မှာပြောပြပေးခဲ့တာက Infinite Note 50နဲ့ Note 50 Pro ရဲ့တူတဲ့အချက်တွေကိုပြောပြပေးခဲ့တာအခုကစပြီးတော့ဒီ form လုံးလုံးမှာမတူတဲ့အချက်ကိုစပြီးတော့ပြောမယ်ပထမဆုံးမတူတဲ့အချက်ကတော့တို့ရှိမှာတုံးထားပေးရတဲ့ camera တွေအဲ camera ဘက် design ကတူတူပဲဆိုပေမဲ့တုံးပေးထားတဲ့ specification ကတော့နည်းနည်းလေးကွာတယ်ပေါ့နော် Note 50 Pro မှာကကြတော့50 megapixel main camera နဲ့8 megapixel ultra wide ကိုတုံးထားပေးတယ်။ရိုးတန်း Note 50မှာကကြတော့50 megapixel main camera နဲ့2 megapixel micro ကိုတုံးထားပေးတယ်။ ကွန်ထရက် quality ကတော့ဒီဖုန်းနှလုံးမှာတိတ်ပြီးတော့တိတိတတ်တာကွာခြားတာမရှိဘူး။ဓာတ်ပုံတွေရိုက်မဲ့ဆိုရင်နည်းနည်းလေး VB ဖြစ်တဲ့ဘက်ကိုတွားတယ်။ detail တွေကောင်းတယ်။ shop tag ကတော့နည်းနည်းလေးနဲတယ်ပေါ့နော်။နောက်ပြီးတော့ Note 5 V Pro မှာက ultra wide camera ပါတာဖြစ်တဲ့ကြောင့် ultra wide photo တွေရိုက်မဲ့ဆိုရင်တော်တော်လေးမှကောင်းကောင်းမွန်မွန်ရှိတယ်ဆိုတဲ့ပုံတွေကိုထုတ်ပေးတယ်။အဲ့တော့ ultra wide camera ပါတဲ့ Note 50 Pro ကတော့ဒီနေရာမှာနည်းနည်းလေးပိုပြီးတော့အားတာတက်ရှိတယ်။ selfie camera အနေနဲ့ကတော့ Note 50 Pro မှာက32 megapixel နဲ့ရိုးရိုး Note 50မှာက30 megapixel ကိုပဲသုံးထားပေးတယ်။ ဒီနေရာမှာလည်းတိတ်ပြီးတော့ကွာခြားတာမရှိဘူးဒီ day ဘိုင်းကိုတွားပြီးတော့ကြည့်မယ်ဆိုရင် note 15 pro မှာကပို့ပြီးတော့ကောင်းတဲ့ဒီ day ပုံလေးကိုထုတ်ပေးနိုင်တယ်အဲ့တော့ဒီဖုန်းကြီးရဲ့ပုံထွက် quality ဘယ်လိုရှိလဲဆိုတာကိုကျွန်တော်စမ်းရိုက်ထားတာရှိတယ်တခြားလောက်ကြည့်ကြည့်လိုက်ပါ ီးတော့ကွာခြားတဲ့အချက်တွေကိုပြောရမယ်ဆိုရင်ဒီဖုန်းနှလုံးရဲ့ battery ပိုင်းအာဒီဖုန်းနှလုံးလုံးမှာသုံးမိထားတာက9200 mAh ကိုသုံးထားပြီးတယ်။နောက်ပြီးတော့ 30W wireless charging ကို support ပေးတယ်။အဓိကကွာခြားတဲ့ချက်ကတော့သူတို့ရဲ့ charging speed Note Fit Pre Pro မှာက 90W fast charging ကို support ပေးပြီးတော့ Yotan Note Fit Pro မှာက 45W fast charging ကို support ပေးတယ်။အဲ့တော့ charging speed ကတဝက်လောက်နီးနီးကိုကွာခြားနေတယ်ပေါ့နော်အဲကျွန်တော်သုံးကြီးအားလောက် daily usage မှာ battery ခံတာကတော့ဖုန်းကိုပေါ့ပေါ့ပါပါခိန်းနေပါဆော့တယ်ဆိုရှယ်မီဒီယာသုံးတာအတွက်ကတော့ တရက်ခွဲနှစ်ရက်လောက်ကိုခံတယ်အဲ့လိုမှမဟုတ် gaming ကိုအဓိကသုံးမယ်ဆိုရင်တော့ဒီဖုန်းတွေကတရက်လောက်ပဲခံတယ် အဲဒါကလည်းတိတ်ပြီးတော့ပြဿနာမရှိဘူးဒီဖုန်းနေရဲ့ wireless charging က45ဝက်နဲ့91ဝက်ဆိုတော့ကိုကအားကို9ဝက်တနိုင်လောက်ကိုကဖုန်းအားသွင်းလိုက်မယ်ဆိုရင်ကိုကတနေ့တာဖုန်းကိုသုံးဖို့အတွက်ကိုသူ့ရဲ့ battery ပမာဏကလုံလောက်တယ်ဆိုတဲ့အနေအထားမှာရှိတယ်အခြားသောပိုင်းအနေနဲ့ဒီဖုန်းနှလုံးလုံးမှာ analog fingerprint sensor ကိုသုံးထားပေးတယ်ဒီ analog fingerprint sensor ကတော့ yield နဲ့ optical fingerprint sensor ကိုပဲသုံးထားပေးတာအဲဒါကတော့သွားပြီးတော့ complaint တက်လို့မရဘူးဒီဖုန်းရဲ့ဈေးက7သိန်းခွဲနဲ့10သိန်းဝန်းကျင်ပါပဲရှိတယ်နောက်ပြီးတော့ official ဝင်ထားဆိုတော့ ဒီ NRSB fingerprint center တွေကလုံလောက်တယ်နောက်ထပ် AI feature အနေနဲ့ဒီဖုန်းမှာက fullness white တို့ writing assist တို့ note assist တို့ AI note တို့အဲနောက်ပြီးတော့ AI wallpaper generator တို့ဒီလိုမျိုးဒီလိုမျိုး AI feature လေးကိုစုံစုံလင်လင်လေးထည့်ပေးထားတယ်အားသားတဲ့ချက်ကတော့ fullness white မှာက DC ရဲ့ RM model ကိုထည့်ပေးလိုက်တာဆိုတော့ပုံမှန် AI နေထက်ဆိုင်ပို့ပြီးတော့ညံကောင်းတယ်အဲ့တော့ကိုကသူ့ကိုမေးခွန်းတွေပါမေးမယ်ဆိုရင်ဒီလေးကြကြနဲ့ပို့ပြီးတော့စုံစုံလင်လင်ထည့်ပေးနိုင်တယ် အဲနောက်ထပ် Note 4D Pro မှာကအားတာတဲ့ချက်ကတော့ Black Oxygen နဲ့မှာတိုင်းမယ်ဆိုရင်တိုင်းလို့ရအောင်သူ့ရဲ့ကင်မရာဒီနာလေးမှာ စံစာလေးထည့်ပေးထားတာရှိတယ်ရိုးတက်တဲ့ note 50မှာတော့မပါဘူးအဲ့တော့ကိုကပုံမှန်ကျမ်းမာအတွက်ကိုမှတရက်တစ်ခါလောက်အောက်ဆီဂျင်တွေမှာတိုက်ကျင်မယ်ဆိုရင်လည်းတိုက်လို့ရတယ်ဆိုတဲ့အနေထားမှာရှိတယ်အဲ့တော့ဒီ video ကအများကြီးပြောင်းလဲလာတဲ့ infinite note 50 series တဲ့က note 50နဲ့ note 50 pro အကြောင်းပြောပြပေးသွားတာကျွန်တော်အမြင်ရကြည့်မယ်ဆိုရင်ဒီ note 50 series ကအရင်နှစ်က track ခဲ့တဲ့ note 40 series နဲ့စာရင်တော်တော်လေးမှ update ဖြစ်လာတယ်လို့ပြောရမယ်ဒီဇိုင်းဘိုင်းတွေ၊ဘေးခွက်လေးဘိုင်းတွေ၊ display ဘိုင်းတွေကလည်း တော်တော်လေးအားရဖို့ကောင်းတယ်နောက်ထပ်ရှိတဲ့ချက်ကဒီဖုန်းနှလုံးလုံးက10သိန်းအောက်ဝင်ချင်မြန်မာနိုင်ငံက official ဝင်တဲ့ထဲမှာ Orona ဖုန်းတစ်လုံးကိုကောင်းကောင်းမွန်မွန်သုံးချင်တဲ့လူတွေအတွက်ကတော့တည်တည်ချာချာလေးရွေးချယ်သင့်တဲ့ထဲမှာပါတယ်ကိုက budget တွေပါမကြည့်ဘူးပိုကောင်းတဲ့ camera ပိုကောင်းတဲ့ battery လိုချင်တယ်ဆိုရင်တော့ Infinix ရဲ့ Note 50 Pro ကိုရွေးချယ်လိုက်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့လိုမှမဟုတ်ဘူး budget ကိုနည်းနည်းပါးပါးစိတ်ပြင်းနေဆိုရင်တော့ Infinix ရဲ့ Note 50ကလည်းရွေးချယ်တာမမောင်းဆိုတဲ့ဖုန်းထဲမှာပါတယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခံပါ Yangon Mobile Store.